Family Channel လေးကနေလည်းပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါစီရှင်။ဒီကနေ့မှလည်းစာရေးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့ရှင်နှင်းအောင်မွေးဆိုတဲ့ဝိထုစာအုပ်လေးအားအပိုင်း43အနေဖြင့်ဆက်လက်လို့မျှဝေဖတ်ပြတင်ဆက်ပေးသွားချင်တော်မူလိုက်ပါလို့နားဆင်ပေးကြပါအောင်ရှင်။ရှင်နှင်းအောင်မွေးအပိုင်း43ညာက Union Club မှညနေမှပြန်သည် ကိုမြင့်တူမှာအတွေ့အမျိုးမျိုးဖြင့်အိမ်မယားကြီးကလမပြန်အိမ်ရတဲ့သို့ရောက်ပြီးမှ တကားကိုအတန်မမြအောင်ဖွင့်ကားလောက်ရောင်တွေဖြာလင်းလျက်နေသော ပန်းချန်တဲ့နိုင်တစ်ခေါက်ဆင်းရွေထိုင်သေးသည်သူပြန်ရောက်ကြောင်းကိုမော်တီစီရန်မော့အားကိုစားပြုသောလာမင်းကိုသာပြောကြားနှုတ်ဆက်ရသည်လာပြီးနေ၌ပြန်ရောက်မည့်အကြောင်းအားချုပ်တင်၍ជីជីမီထံသို့အကြောင်းကြားထားသည့်အတွေ့မော်တီလေးမြို့ထင်မှန်သည်သည် လာရောင်အောက်တွင်မောကြီးမျက်နှာလေးကိုတရေရေမြင်နေမိသည်ခုံတန်းလျားလေးပေါ်၌သူ့အတွင်နေသူအချိန်ကြာမြင်စွာ ထိုင်နေမိသည် ကျိုးရှိရှိနေလန်ထားသောအိမ်တော်၏ကိစ္စကိုပြပြက်သားသားအိမ်ငိုင်လာမှအိမ်မောသို့ပြန်တက်လာသည့်အခါညနေနာရီထိုးနေသည် အခန်းတကားလေးပြန်မပိခြံောင်လေးမချအိယာဘောနိုင်မိကနေအိပြောသွားသည်နနက်လီနိုင်၌ကြောက်ကနေအတန်တကူကြား၍လန်တို့ကမျက်လုံးဖွင့်ကြည့်လိုက်သည် ကိုမြင့်သူမြင်လာရသောမြင်ကွင်းမှာ မလေးရင်သည်ဦးအေးချိုဤအကန့်တွင်မှကဘူကယို အချင်းမူတို့ထွက်လာသော မြင်ကွင်းဖြစ်သည်ကိုမြင့်သူဤအကန့်တွင်၌မိအောင်တွင်ထိန်လင်းနေသည်ဖြင့်စိုင်းမိလိုက်ကြသော မောင်နှမနှစ်ယောက်ဤမျက်လုံးများသည် ဝင်ဝင်တောက်သွားတော်သည်ကိုမြင့်သူသည်ငေါက်ကနေထားလိုက်သည် မလင်းရင်ထွက်လာသော အခန်းတကားကိုလူတကိုယ်စားထွက်နိုင်ုံများဖွင့်လင်း၍ထွက်လာခြင်းကြောင့် အထဲမှပြန်ပေးလိုက်သောဥယျချိုကိုလုံးဝမမြင်လိုက်ရပြီ။ကိုမြင့်သူသည်ငောက်ခနေထားလိုက်ပြီးခြေလန်းချဲချဲကြီးဖြင့်သူ့အခန်းတကားပေါက်သို့ရောက်သွားသည်။မလေးရင်ဒီလေသူအခန်းရှိရာအနောက်ဆောင်သို့အပြည့်အလွားသွားကအထဲသို့ဝင်၍အခန်းတကားကို အပြည့်အလွားပိတ်လိုက်သည် ကိုမြင့်သူမှသူ့ကို၌သွာလာလှုပ်ရှားနေသောသွေးများရက်ဆိုင်သွားသည့်အလားကြောက်ရွံ့ကြီးကဲ့သို့ကြောင်တောင်ကြီးရက်နေမိသည် ရတန့်သွားသော သွေးများသည်ပြန်၍သွာလာလှူရှားကြသည့်အခါတွင် လူတကိုယ်လုံးနှက်ကြသလိုပင်အသားရီတစက်စက်တုန်လျက်ရှိသည်မလင်းရင်အခံဘက်သို့ခြေတန်းမကြအောင်ရှောက်သွားပြီး တကားဖွင့်ပြီးရန်အပြင်မှခေါလိုက်သည်တုန်လျက်ခေါ၍လည်းအခံထဲမှအတန်မပြန်တကားခေါနေကိုင်းဦးချိုဤအခံမှထွက်လာသော မလင်းရင်ပုံတံတန်းမှမျက်စိထဲ၌အကွင်းလိုက်ပေါ်နေသည်သပင်ဖို့ရောဖားရာ အင်းကြီးကျဲသည်ပြုတ်ကျေနွမ်းနေသော ပုံတံအကန့်နဲ့မှမလေးရင်သည်တကားကိုမင်းတို့ထိုးထားလျက်တကားပွင့်သွားမှဆိုရင်လို၍တကားလက်ကင်ခွင်းကို တအားဆွဲကင်ထားလေသည်အပြင်မှသုံးလေးချက်ခောက်တန်းချပြီးနောက်အတန်တို့တို့ဖြင့်အမအမဟုနှကွန်စင်ထွက်လာသည် မလေးရင်ဒီတကားလက်ကိုင်းကွင်းကိုတအားဆွဲရင်အသက်ကိုရဲရဲမရှူရဲချင်း အပြင်မှဘာသည်မှမကြတော့သည့်အထီးရန်နေ၏ပြန်၍လျှောက်သွားသော ခြေတံများဝေးသွားမှတပင်းကြီးကိုခြားကာတကားကို ခွာဝင်လျက်ကရင်မော်သို့လှဲချလိုက်သည်ကိုမြင့်သူသည်ဦးအေးချိုဤအခန်းအပေါ်၌ရဲရွေနေ၏တကားခောက်ရကောင်းမကောင်းမဝေခွဲနိုင်အောင်ခြိတုံချတုံ ဖြစ်နေသည်လူတကိုယ်လုံးတစက်စက်တုံရင်နေသလိုပင်ရင်ထဲ၌တလက်လက်ခုန်နေသည်သူ့ရင်ထဲ၌ချုပ်ထီးထားရသောအဆိုင်အခဲကြီးကြောင့် အန်ကျိတ်ခါလက်သီးကိုကြစ်ကြစ်ပေါအောင်ဆုပ်ထားသည်မိုမလင်းသေးသည့်အကြောင်းတစ်ခုကိုထောက်ထားလျက်သူသည်စိတ်ချုပ်ထီကတကားမခောက်တော့ဘဲအခန်းထဲသို့ ပြန်ဝင်လာခဲ့သည်မြောက်သားစားခြင်းမင်းမင်းမြောက်မျက်နှာကြည့်ဖို့ကောင်းပါသေးတယ်အမေယိုနဲ့ဟင်းအိုမအာမနာကိုမြင့်တို့သည်တွားကြီးစီလျက်ပြောလိုက်သည်အတန်ကားမထွက်ဦးချိုအပေါ်၌ တကယ်နဲ့နာကြီးသွားသောကြောင့်ယခင်ကနာကြီးချက်အပေါင်းတို့သည်ကောင်းပြူ၍ပေါ်လာကြသည်ဒေါ်ကျုံမီမစုံမီကစိတ်မချမ်းမြေပွေရာအဖြစ်တို့သည် အမျိုးမီမမသိသူခံစားခဲ့ဘူးသည်အဝေးချိုအကြက်ကင်ခဲ့၍သူ့ဘဝကိုဒေါ်ကျုံမီမြတ်တာကြောင့်သာလျှင်အမှန်တိုင်းသိရှိခွင့်ရခဲ့သည်လုံးလေးပြီးသော စိတ်မချမ်းမြေပွေရာအဖြစ်ပြတို့သည်ယခုကြုံတွေ့ရသော ဖြစ်ရနေစားရင်ယခုလောက်တူတယ်မကြီးမဟုထင်မိသည် ယခုလိုရှက်စရာဒေါသဖြစ်စရာတို့ထက်လောင်းစင်ကဲပိုလွန်လာသည့်အခါ၌ကခံစားမှုများမှဒုရေကြီးမှလာခြင်းကြောင့်သူ့ရင်မှမကံမရနိုင်အောင်ခံပြင်းနေသည်အရင်ကြီးပေါ်၌ဖြစ်ဖြစ်နေသည့်အကြီးတန်းသည့်ကိစ္စကိုဒေါ်ကြော့မေအားစိတ်ထဲ၌တိုင်တန်ပြောကြလျက်နေမိသည်တိမ်လုံးတိတ်နေ၏ဘဲအခန်းမှတကားမဖွင့်ကြတိတ်ဆိတ်ခြင်းသည်မိမိအားလောင်ပြောင်းသယောနေသည်ဟုပင်ထင်မှတ်မိသည် တလုံးတစည်းတည်းရှိသောသူဘဝ သူ့အိမ်သူ့ပတ်ဝန်းကျင်သူ့ဖခင်သူ့အမတို့သည် သူ၏အာယုံထဲ၌အစိမ့်စိမ့်အမောမောဖြစ်သွားလိမ့်မည်ယခုအခါထို့အာယုံအလုံးတို့သည် တကူနှင့်တကူဘလို့မှတွဲဆက်၍မရသည့်အတိတ်ပဲကင်းမဲ့ကုန်သောအရာတွေဖြစ်ကုန်လိမ့်မည်နိုင်ငံเจ้าမှအပြန်အောင်းငယ်လွန်တန်တာအနေရှာမည်အမနှင့်ချစ်ခင်စွာပျော့ပျော့ပါပါနေရတော်မူဟုစိတ်ကိုရောက်ခဲ့သည်ယခုတော့အမအပေါ်ချစ်ခင်ကျင်နာခြင်းထက်ဆက်ဆုပ်ခြင်းတို့သာ ရင်းထဲတွင်ပေါ်ပေါက်လာလေသည်နည်းနည်း9နာရီအထိုးအထိဦးအေးချူ၏အခန်းတကောင်မှမဖွင့်သေးပြီကိုမြင့်သူသည် သူ့မခန်းရှိ၌အတန်မပြူဘဲသွား၍ရက်နေသည်အကန့်ထဲမှလှုပ်ရှားသွားလာနေသောအတန်ပလံများကို အပြင်းမကြားနေရသည်နိုင်ဝဲခန့်ကြသောအခါအတန်မမြည်ပဲတကားဟာလာ၍ကိုမြင့်သူကအတင်းတွန်းပွင့်ဝင်လိုက်သည်ဖြီးလေးပြင်ဆင်ထားသော မလေးရင်သည်နောက်သို့နှလန်းသုံးလန်းဆုပ်သွားသည် ကိုမြင့်သူကို တင်မာသောမျက်နှာ စူစူရဲရဲမျက်လုံးဖြင့်ရက်ကြီးလျက်နေ၏ထိုင်မောင်းမှဒေါသကြောင့်ကိုမြင့်တို့၏နှုတ်ခမ်းမှာတဆက်ဆက် တုံလျက်ရှိသည်အတန်လေးကွဲအဲ့နေသည် မလေးရင်သည်တင်မာသောမျက်နှာကိုမလျှော်ဘဲမျက်လုံးစိမ့်စိမ့်ကြီးဖြင့်ကရင်ပေါ်၌ထိုင်ချလိုက်သည်ကိုမြင့်တို့သည် မလေးရင်ကိုစိုက်ကြည့်လျက်တကနာတိတ်ဆိတ်နေ၏ထို့နောက်ရင်ဆိုင်တော်အန်ဟုသူမျက်နှာမှာခက်ထန်သွားသည်အမအစားကျွန်တော်သိရှက်သွားတယ်မမရှက်ဘူးလား ကိုမြင့်သူသည် တလုံးချင်းပြောပြီးကရင်အနီးသို့ကပ်လာခဲ့သည်။ဘာကိုပြောတာလဲ။ဘာကိုရှေ့ရမှာလဲ။ကိုမြင့်သူသည် မလေးရင်ဤမျက်နှာကိုစိုက်ကြည့်လိုက်၏။စိတ်ထဲ၌တောင်းကနေဖြစ်ရမည်အစာတနာချင်းဖြစ်သည်။မိသည့်အတွက်ဤသို့တနာချင်းဖြစ်ရသည်ကိုက သူကိုယ်တိုင်လည်းမသိချေ။ဟိုခန်းထဲကအမထွက်လာတာကိုပြောတာ။ မောင်ပြည့်သူကလက်ဘူးလက်ချက်မိနေသောကိစ္စဖြစ်၍မလင်းရင်သည်လက်ပတ်ပြောဆိုရန်မဖြစ်နိုင်တော့ပေ။ပြောင်ပြောင်ပဲပြောရတော့မည်။ပြောင်ပြောင်ပြောလိုက်ရင်ဦးရီချိုကကြိုက်မည်။မကြိုက်မီကိုလည်းမတွေ့စားတဲ့မတွေ့တော်နိုင် မလင်းရင်နှုတ်ခမ်းသည်မဲ့သွားသည်။သူ့မျက်နှာကိုတစ်ဖက်သို့လှည့်လျက်မျက်လုံးချင်းမဆိုင်မဲဟော်ဟော်တိုင်တိုင်ပြောချလိုက်သည်။အဲ့ဒါဘာဖြစ်လဲ။တယောက်နဲ့တယောက်ညားနေကြပြီလေ။ကိုမြင့်သူသည် မလီရင်ပျော်ပုံဆိုပုံမူယာဟန်ပန်ကိုကြီးရဲ့နားရှက်သွားခြင်းကြောင့်ပူရှိန်သွားသည်ကြက်တီမွေးညင်းပင်ထလာသည်ကို့အဖေရွယ်ကြီးများရှက်စိတ်တွေတစ်ကိုယ်လုံးတည်နေလျက်ရှံမွန်လွန်၍သူ့နှောင်းမှရုတ်တရက်အထီးစကားထွက်သွားသည်နို့အစတော်ကလေးကကို့အဖေရွယ်အဖိုးကြီးနဲ့ညားခဲ့တာပဲဟာမလီရင်ကမကူမကက်မျက်နှာပြင်ပြန်ပြောသည် ကိုမြင့်တို့၏မျက်နှာမှာသူဤတစ်ဆက်မှမရှိတော့ဘဲဖြူရော်၍သွားလေသည် သူရင်ထဲ၌မကြည်မဆန်းဖြစ်လာသည်အမညာခဲ့တဲ့အဖိုးကြီးကကျွန်တော်နဲ့ဘာမှမပတ်သက်ခဲ့ဘူးအခုအဖိုးကြီးကကျွန်တော်ကိုမွေးစားတဲ့အဖေဖြစ်နေတာအမရဲ့အုံနောက်ထဲမှာမစင်စားခဲ့ဘူးလားကျွန်တော်ရှက်လိမ့်မယ်လို့ရောအမမတွေ့ဘူးလားကိုမြင့်တို့၏အတန်းသည်တုံတဲ့တဲ့တုံနေနေသည် မလေးရင်သည်သဘာဝမကျသော အပြုံကိုတစ်ချက်ပြုံးပြလိုက်သည် ထို့နောက်နှုတ်ကန်ကိုမဲလျက်ပြောလိမ့်၏ကို့ဖေမမဟုတ်တာကြီးကိုကိုမြင့်သူသည်နှုတ်ကန်ကိုတင်းတင်းကြီးဆေးလျက်မျက်လုံးကိုစုံမိန်ပြလိုက်သည်ရှက်လွန်၍သူ့ကိုယ်သူလည်းနာမရှိသည့်ကို မျက်စိမရှိသည့်ကိုဖြစ်ရလင် ကောင်းလေစွာဟုပင်အောင်းမင်းမိသည်လေးတိုင်စဉ်တဲကလေးအောင်မဟဲ့အယူမအခုတည်းထိယူနေတုံးလားဆိုနေသောဘာကြီးမတ်ဤအတန်သည် နားထဲတွင်ရောက်လာသည်ကိုမြင့်သူသည်နှစ်ဖူးမှချွေတွင်ပြန်လျက် အဖြစ်ဆိုလေးစွာဟုတွေးကယင်နာနာနဲ့မျက်လုံးကိုပြန်ဖွင့်လိုက်သည်အမအတွက်ကျွန်တော်ဘလို့ယင်နာမှမသိဘူးတခါအမအဖိုးကြီးတယောက်ရဲ့အနိုင်ကျင်တာကိုခံခဲ့ရတယ်အခုတခါလေစိန်တွေရွှေတွေကိုပြပြီးအဖိုးကြီးတယောက်ရဲ့ဖျားယောင်းသွေးဆောင်တာကိုခံရပြန်တယ်မလေးရင်သည် ကိုမြင့်ထူးဤစကားအထိတ်ပဲကိုဘလို့များကောက်ယူနားလည်လိုက်သည်မသိမျက်မှောင်ကြီးကုပ်သွားလျက်ရန်တွေ့သလိုကက်ကက်လန့်အောင်ပြန်ပြောသည် မောင်လေးကမောင်လေးမိဝတ်တဲ့စိတ်နှွေးရှူတွေအမဝတ်ထားတာမကြိုက်လို့လားဟုတ်လားမောင်လေးကတသက်လုံးဒီစည်းစိမ်ကြီးကို ခံစားဆန်စားလာခဲ့ပါပြီအမဘလောက်ဆင်းရဲခဲ့တယ်လဲအမအခုမှဆန်စားရတာပါ မောင်လေးလည်းတတိသမီးနဲ့ယူတော့မယ်ဆဲဆဲကိုချင်းစာကြည့်ပါအောင်မလေးရင်ဒီဒေါသဖြင့်ပြန်ပြောပြီးမျက်ရည်များပေါပေါကျလာသည်အမဘာစကားတွေပြောနေတာလဲတော်ဒီစကားတွေထပ်မပြောပါနဲ့ အမမဘာအတိညာမှမရှိဘူးကျွန်တော်တို့ဒီမှာဘယ်နည်းနဲ့မှနေကြလို့မဖြစ်လို့မနေတော့ဘူးကျွန်တော်နဲ့လိုက်ခဲ့ကိုမြင့်သူသည်ကရုဏာဒေါသဖြင့်ဆိုသည့်တိုင်မလင်းရင်ကလည်းကိုမြင့်သူကဲ့သို့ပင်ဒေါ်နေမောနေစိတ်ဆိုမန်ဆိုပြန်ပြောလိုက်သည်မလိုက်နိုင်ဘူးတသက်လုံးခံစားဆန်စားလို့ဝနေပြီကိုဒီဟာခုမှဆန်းမှာမလိုက်နိုင်ဘူးမလိုက်ဘူးကိုမြင့်သူမှာချုပ်တီးရွေးမရတော့ချေ သူရင်ထဲမှာပေါက်ကွဲသွား၍ဒေါသတွေဝေကြနေက အော်ကြီးဟင်ချဲပြောမိသည်။ဟောဒီလိုလား။ဒီလိုဆိုရင်ကျွန်တော်နဲ့အမနဲ့ဒီနေ့ရစပြီးအပြတ်ပဲဟုတ်လား။ဒီစည်းစိမ်ကြီးကိုဖက်ပြီးဒီအဖိုးကြီးနဲ့နေခဲ့။နေခဲ့။မလင်းရင်အခန်းထဲသို့ကိုမြင့်သူဝင်သွားခိုက်။ဦးအေးချုံမအင်းအောင်သူဆင်းသွားကလက်ဖက်ရည်စပွဲနိုင်ရောက်နေသည်။အိမ်ပေါ်မှာ စူစူညင်ညင်အတန်းများညံသွားပုံကို ကိုမြင့်သူသိရှိသွားမယ်လုံးဝမသိသေးပေ။အပေါ်မှာစူစူညင်ညင်အတန်းများကြားရမှတဲခက်တာပဲ။ဒီအယူမှဖွဲ့များပြောနေပြီလားဟု မလင်းရင်ကိုစိတ်ဆိုး၍ပလုံးပထွေကြားမိရာခေါင်းကြည့်သွားသည်။ဦးအေးချုံမှာမလင်းရင်သူအခန်းကားအထက်အပြစ်တင်ကားရင်တထိတ်ထိတ်နဲ့စိတ်မလုံအောင်ဖြစ်နေသည်။ကိုမြင့်သူသည် မလေးရင်အခန်းမှခြာကနေလဲထွက်ခဲ့သည်။အဝေးချူ၏အခန်းတကားပွင့်နေ၍အခန်းထဲသို့တန်ဝင်သွားသည်။အခန်းထဲ၌အဝေးချူကိုမတွေ့သဖြင့်အောက်ထပ်သို့ဆင်းသွားကြောင်းသိလိုက်သည်။ထိုအခါလေကားမှတအားပြေးဆင်းလာခဲ့သည်။အဝေးချူသည်ထမင်းစားကမ်းမှထွက်လာကာလေကားရင်သို့ရောက်နေ၏။အိမ်ပေါ်မှာအတန်ပလန်များကိုနားဆွနေ၌ကိုမြင့်သူ၏ခြေတံကိုကြားရ၍ဧကန်နေသို့တုတ်ချေတင်ဝင်သွားလေသည် ဆိုဖာပေါ်၌ထိုင်နေသောဦးချိုဤမျက်နှာကိုမြင်လိုက်ရသည်နှင့်တပြိုင်နက်ကိုမြင်သူသည် နာကြည့်ခြင်းဝမ်းနေခြင်းတို့နှင့်အတိပြီးသောယဉ်ဖြင့်ဧကန်ဝ၌ခြေဆုံးရလိုက်သည်တာဘာဖြစ်တယ်လဲဟင်တာဦးချိုသည်မနေကြီးအိန္ဒြေဆဲလျက်ပြိုပြိုပြပြလှမ်းမေးလိုက်သည်စူးစားယူကြည့်နေသောကိုမြင့်သူ၏မျက်လုံးသည်မေး၍သွားကအလွန်အမင်းဆက်ဆုပ်ဟန်ကို သူ့မျက်နှာ၌အထင်သာပေါ်ပြထားသည် နှုတ်ခမ်းတွေမှာအတန်မထွက်သေးပဲတရောရွာလုံနေသည်ဦးအေချိုသည် သူ့ကိုယ်များဘာလုံးမီနီဟုဆိုရင်ထိလန့်စွာမျက်တောင်တစ်ဖြည်းဖြည်းခက်ကဆောင်းဆိုင်နေသည်ကိုမြင့်သူမှာစိတ်မှန်အလျောက်နာကြီးစွာရန်ရန်ကြီးပြောချဖို့ရာ အာထုတ်ကြည့်သည်တိတိဆိုင်ဆိုင်ကြတော့လေသူ့နှုံမှာမထွက်နိုင်အောင်ခဲရင်နေသည် သူ့နိုင် အမေမွေကလေးကကြမ်းကြုတ်ခက်တန်းသောစိတ်ဓာတ်ပါမလာသည့်အတွက်ဒေါ်နေမောနှင့်ပြော၍မထွက်တော့ပဲ နလန်ထားသလူမမအတန်မျိုးကဲ့သို့လေးဆက်အောင်အာယူလျက်ပြတ်တောင်းပြတ်တောင်းသာပြောနိုင်စွမ်းရှိတော်သည်။ဘာဖြစ်တယ်ဆိုတာကျွန်တော်ပြောဖို့လိုသေးတာဖြစ်ပြီ။ကိုမွေးတဲ့ချက်ကိုရိုက်သက်စားတဲ့စကားပေါ်ဟာအခုကိုရီးကြုံရတာပဲ။ကျွန်တော်ကတော့အဖေမက်နဲ့အမအကိုယုံကြည်စိတ်ချပြီးထားခဲ့တယ်။ကျွန်တော်အမဟာဖိဖိတူမလို့လူမြင်ကောင်းမှုအခွင့်အရေးကြီးတပန်းတာနေတဲ့အခွင့်အရေးကြီးရတော့ကျွန်တော်အိမ်မှာမရှိတော့ အခုဒီအခွင့်အရေးကြီးကိုကောင်းကောင်းအသုံးချနိုင်မှန်းကျွန်တော်သိရပြီ။အဝေးချုံမှာသူ့အားကွန်မြူတာကဒေါ်သာတချင်းနဲ့ပူဇိုပတ်ဆက်ပင်ပြောလိမ့်မည်ဟုထိတ်လန့်မျှော်လင့်လျက်ရှိနေသည်။သူမျှော်လင့်သည့်အတိုင်းမဟုတ်ဘဲဖေဖေဟုခေါ်၍ယူချုံများသည့်အတန်းဖြင့်ပြောဆိုနေခြင်းကြောင့်မျက်နှာမထားတတ်ဘဲမျက်နှာကြီးမဲသွားလေသည်။ဆိုဖာပေါ်မှာရုတ်တရက်ထားလိုက်သည်။ကွန်မြူတာကသူ့ကိုမျက်နှာချင်းဆိုင်နိုင်ခြင်းရှိတော်လဲသူကမျက်နှာချင်းမဆိုင်ရတော့ဘီ ြတင်းပေါက်နာသို့ထသွားကကိုမြင့်သူကိုကြောက်ခိုင်းလိုက်သည်ကြောက်ခိုင်းလိုက်မှသာ လုံလုံချုံချုံရှိသွားသလို ဖြစ်သွားသည် ကိုမြင့်သူသည်ဝိနေသောမျက်ရည်များအားမိမိအားနောက်ခိုင်းနေသောဥဝိချိုဤပုံမှန်ကိုတမနစ်လောက်စိုက်ကြည့်လိုက်သေးသည်ကျွန်တော်ကတော့မိဘအရင်မဟုတ်မှမသိခင်ကလည်းမိဘအမှတ်နဲ့ပဲရိုသေကိုင်းဆိုင်ခဲ့ပါတယ်မိဘအရင်မဟုတ်မှသိရတဲ့အခါမှလည်းအဖေအမှတ်နဲ့ပဲရိုသေကိုင်းဆိုင်ခဲ့ပါတယ်အခုတကား ကျွန်တော်ရဲ့မွေးတပခင်နေရကကျွန်တော်ရဲ့ယောက်ဖာကြီးနေရရောက်နေတဲ့ကျွန်တော်ယောက်ဖာကြီးကိုကျွန်တော်ဒီမောင်မဆင်းခင်ယိုသေးကိုင်းဆိုင်စွာနဲ့ဖေဖေပဲခေါ်ရပြောရအောင်မယ်စေပြင်းလေးကြီးကိုကြိုက်ခဲလျက်သူ့အတွင်နေသူရှိနေသောအိုးရေချိုသည်ယောက်ဖာကြီးဆိုလိုက်၍သူ၏ကြောပြင်းသည်မတိမတာတွန့်လှုပ်သွားသည်ကိုမြင့်သူပြောသည်များကိုတစ်ဖက်နာဆွင့်ထားလျက်တစ်ဖက်ကလည်းတိတ်တိတ်ပုံဆက်ခင်းထား၍ ဤပြဿနာကိုဘယ်လိုကင်တွဲရမည်ဆိုဒီကိုတွေ့ချဲ၍တွေ့တော်နေလေကျွန်တော်ဘွားနဲ့ကျွန်တော်ဘွားအကြောင်းဟာကျွန်တော်သိရှိခဲ့သမျှကျွန်တော်ဖေဖေကိုပြောခဲ့တယ်။ဘာမှအသိဉာဏ်မရှိတဲ့အမယူပေါ်ပေါ်ဖြစ်နေတဲ့အမကျွန်တော်အကုန်ပြောပါတယ်။ဒီမနဲ့ဒီမကျွန်တော်အတူနေဖို့ရာနောင်ရီအတွက်ဝင်လေးပါတယ်လို့မိမိမသားချတဲ့နေ့ကကျွန်တော်ပြောတော့ကသူလဲဖေဖေသမီးပါဖေဖေကိုပြစ်ခွာ မသွားပါနဲ့လို့ ဖဖေပြောတဲ့စကားကိုကျွန်တော်ကအဟုတ်ကြီးမှတ်လို့တံပိုးထားခဲ့မိတယ်။ငါဘာမှောက်တာပါပဲ။ဦးဝေချိုသည်ပေါ့သည့်နေပုံမတူဆိုသည့်သဘောနဲ့ကိုမြင့်သူပြောသည်များအခန်းလေးလေးသည်ကိုမြင့်သူသည်အိမ်မှာဆင်းမီဟုစိတ်ပိုင်းဖြတ်ပြီးဖြစ်ချင်းကြောင့်သူမဆင်းမီသူပြောချင်သောစကားတွေကိုအကုန်ပြောမိဟု စိတ်တင်လာ၍အရှိန်ရလာသည်။ကျွန်တော်မျက်နှာကိုမထောက်ထားတာကျွန်တော်မအံ့ဩပါဘူး။ ေဘေတို့ကျွန်တော်မွေးစားပုံမွေးစားနေရစိုင်းတစိုင်းမှာပတ်စံနေရပေးပြီးဝယ်ခဲ့တဲ့အယုတ်လိုသဘောထားတာဟာပေါ်ခဲ့ပါပြီကျွန်တော်လိုချင်တဲ့မိန်းကလေးကိုဖြတ်မှတတိသမီးကိုယူမှကျွန်တော်ဘဝကိုပြောမယ်လို့အကြက်ကင်ခဲ့တယ်ဈေးကင်ခဲ့တယ်အင်မတန်မှဆင်းရဲနှုံချပြီးယူပေါ်ပေါ်ဖြစ်နေတဲ့ကျွန်တော်အမအောင်စိန်ပြရွှေပြဖြားရောင်းမြူဆွဲခဲ့ပြီးတိတ်တိတ်ပုံသိမ့်နေဖေဖေလုတ်ပုံနေဖေဖေနဲ့ကျွန်တော်တားဖခြင်းအနေမျိုးမဟုတ်ပဲသမီးယောက်ဖအနေမျိုးမဟုတ်ပဲ ယောက်ျားအချင်းချင်းအနေမျိုးကျွန်တော်မိခြင်းပါတယ်ဖေဖေဟာကုံကျစ်တင်ရှိတဲ့လူကြီးလူကောင်းတရားဟုတ်ရဲ့လားဦးအေးချိုသည်တော်တော်များမလို့ကိုမြင့်သူပြောသည်များစကားတွေသူ့ကိုတလုံးမြမတီစီရန် အကာအကွယ်ယူထားတဲ့ကဲသူသူ့ကြောပြင်းကြီးကို တိုင်းလုံး၍ထားသည်ကျွန်တော်ဆက်ပြောပြစီအခုချိန်ရစပြီးအယောင်ဆောင်ဘဝကိုဆွတ်လွတ်ပါပြီကျွန်တော်ဟာဖေဖေသားမဟုတ်ကြောင်းကျွန်တော်အမဟာဖေဖေရဲ့တိတ်တိတ်ပုံမရဖြစ်နေကြောင်း ကျွန်တော်ကိုတမဲပြမျောလင့်နေတဲ့တတိနဲ့တတိကရောကိုအမှန်တိုင်းဖွင့်ပြောရပါလိမ့်မယ်။ကျွန်တော်မကိုကျွန်တော်ခေါ်တာမလိုက်လို့ထားခဲ့ရပါပြီ။ကိုမြင့်သူသည်ခြာကနေလှဲကောင်းအပေါ်သို့တက်သွားသည်။တစ်ချိန်လုံးရက်နေသောဦးရီချိုသည် လူသိရှင်ကြားဖြစ်တော်မူကိုတရားလင်းသိခြင်း။ကြောပြင်းကြီးကိုတိုင်းပင်၍တကြောလုံးစိမ့်သွားပြီးမျက်လုံးချင်းပြူထွက်နေသည်။ကိုမြင့်သူသည် သရေတ္တာများလက်နိုင်ဆွဲလျက် အိမ်ပေါ်မှပြန်ဆင်းလာသည်အေကန်ဒေသို့ဝင်၍တယ်လီဖုန်းခွက်ကိုကောက်ကင်ကဒေါက်တာပြီဆိုထံသို့ကားမြန်လွတ်ပြန်ရန်တယ်လီဖုန်းဆက်လိုက်သည် ထို့နောက်သရေတစ်တာနှလုံးကိုဆွဲကာခြံဝါသို့ထွက်သွားလေသည်ဒေါက်တာပြီဆိုကိုတိုင်းကောင်းမောင်း၍လာသည်သရေတစ်တာများနှင့်မျက်နှာမကောင်းဖြစ်နေသော ကိုမြင့်သူကိုခြံဝါ၌တွေ့ရ၍အံ့အားသင်ကာကားထိုးရက်လိုက်သည်ဒရိုက်ဘာမရှိဘူးလားကိုမြင့်သူကစီမေးသည် ဖျားနေလို့မလားဘူးဘာဖြစ်လို့လဲဘယ်တော့မလို့လဲအခုဘာမှမမေးပါနဲ့အောင်နောက်မှပြောပြမယ်အရေးကြီးတဲ့ကိစ္စရှိလို့ဒီကားကိုလိုချင်တယ်ကိုမြင့်သူကကားတကားကိုဖွင့်၍ပစ္စည်းများကိုသွင်းကားပြောဆိုနေသည်တတော်ပြီဆိုးမှာဘုံမသိပါမသိနဲ့စိတ်ပူဆိုရင်သွားလေသည်ယူသွားလေကိုကိုစေးတိုင်းမှာပဲပြန်ချခဲ့ကိုမြင့်သူသည်စေးတိုင်းသို့အမြန်မောင်းသွားကဒေါက်တာပြီဆိုးအားချထားခဲ့ပြီးဒေါက်ခင်များတဲ့အိမ်သို့တန်းမောင်းသွားလေသည် ယနေ့နေ့နဲ့ဒေါခင်များတက်မှာနှလုံးကုန်နေသည်ညာက Union Club မှအပြန်လင်မယားကတော့ကစားစကားများကြား၍ညနေသွားသည်အိပ်ပြဲ၍ခေါင်းထဲ၌လည်းမဝေဝေးနနေ၁၇နာရီထိုးနေပြီမိသူများလက်ဖက်ဤစပွဲကိုမရောက်ကြသေးပေနနေပိုင်းလက်ဖက်ဤစပွဲမှာစားတောက်သူများကိုစောင့်မျှော်၍နေသည်ပေါင်မုံထော်ပန်ချက်ဥဝက်ပေါင်ချောင်းဘစ်ကိတ်ဒိန်ချင်းစပစ်သည် ပန်သည် ဒိုကင်များသည်သည်အိပ်ပြက်တော်၍ယနေ့နေ့နှင့်ပင်အစားမှကတွင်မကောင်းသဖြင့်ကော်ဖီခါခါတစ်ခွက်သာဖြော်၍တောက်သည် ကော်ဖီတောင်းနေ၌ကောင်းဝန်းတန်ကိုကြားလိုက်ရသည်အလိုမောင်မြင့်သူလာပါလာပါမောင်မြင့်သူရဲ့ယနေ့နေ့နဲ့ကိုမြင့်သူမှာမင်္ဂလာရှိသောဧည့်သည်သူကြီးဖြစ်နေသည်ဝမ်းသာအားရချင်းမကိုင်းမီလက်မကိုင်းမီဖြစ်သွားသည်ဘီလက်ကလက်ဆောင်တစ်ခုကိုလာပို့တာပဲဟုအထင်ရောက်လိုက်သည်ဧကန်ကြီးတဲ့တွင်ကိုမြင့်သူကိုနေရာချပေးခဲ့ပြီး အစိုးအခန်းစီသို့တုတ်ချေတင်နေသည်ပေါ်လစ်ရောင်များဖိဖိတောင်းနေသောကြံပြင်း၌ပါလွာသောချင်းချင်းဖက်နှက်ကလေးမှမထိန်နိုင်အောင်ချော်သွားသည်ကံကောင်း၍ချော်မလဲတော့သည်ဟဲ့အစိုးထထစံညာကယူနီယံကလပ်မှအတွေ့များကိုအိမ်မက်ထဲ၌အကောင့်ထဲပေါ်နေစဉ်ဒေါက်ကင်များတဲ့ကလှုပ်နှိုး၍နိုးသွားသည်တင်းအင်းအင်းဖြင့်လူနှိုး၍နေသည်ထစံအစိုးမောင်မြင့်ဒူလာရင်ထထ အစိုးရမျက်လုံးအစုံသည်ဖြက်ကနေပွင့်သွားသည်။နာကြများလွှဲလျော်သလားသူမိမျက်နှာကိုစူဆန်းသောအကြည့်ဖြင့်ပြူး၍ကြည့်သည်။မောင်မြင့်တို့ရောက်နေတယ်။ဘာလဲဆောင်လာပေးတာလဲမသိဘူး။ထ။အိုးမမီအစိုးသည်အော်ဟင်၍ကြုံထားလိုက်သည်။မယုံတဝဲယုံတဝဲမှုညောင်းဝင်အင်ကြီးပေါင်မီတို့ဖြင့်ပြေး၍ထွက်ကြည့်ခြင်းသည်။အစိုးသည်ပြာရခန့်နေကဘာလို့ရဘာကန်ရမည်မသိအောင်ဖြစ်နေနေသည်။မျက်နှာသည်လေပြီးတော့လာခဲ့။ဟိုမှာစောင့်နေတယ် ဒုက္ခများသည်သည်ပျော်ပြီးအခန်းထဲမှတုတ်ချေတင်၍ထွက်သွားသည် အစိုးမမျက်နှာသိရန်အချိန်မပေးနိုင်ပေမှန်ကုန်ရှိတွင်ရန်လျင်မျက်နှာကိုတိုးပတ်ဖြင့်ပွန်လိုက်သည်ခဲတံကောင်း၍မြေခုံမွေကိုဆွဲသည်ပြင်းလင်နှုတ်ခမ်းစိုးသေးဘူးကိုယူကလေမော်ရောင်ပျော့ပျော့ကလေးစိုးလိုက်သည်စိုးမရင်ကုန်လွင့်၍အသက်ရှူပင်မာနေသည်အဝတ်လဲနေလျင်ကြာအန်ထင်၏ငွေရောင်ဂျပန်ကီမိုနိုအင်ကြီးအရှိကြီးကိုဆွဲ၍ဆွတ်လာသောအင်ကြီးကြီးမှဝစ်လိုက်သည် ကားကိုတင်းတင်းကြည့်ပြီးပနတ်ပပလေးစုကဧကန်စီတို့ခြေကုံတုံးလေ၏ကိုကိုဒေါခင်များတည်သည်ပြေးဝင်လာသောစူစပင်ဖားလျားနှင့်ဖိုးရုပ်ဖားရာကောက်၍ဟိုက်ကြနေကအထဲမှဘရာစီယာအဖျူနှင့်အသားရောင်တို့သည် အပြင်သို့ပြူနေသည်သူ့ကိုကိုလာတာနဲ့အိယာကပြားကြရထလာတာလေညကညနေကြရင်မဟုတ်လား gain စကားပြောနေအောင်တို့တော့ကော်ဖီစပွဲပြင်ခိုင်းအောင်မေ ကိုမြင့်သူသည်အစိုးရတရုတ်ပြည်ပုံမှန်ကိုကြီးလေးရဲ့ဩချကမျက်စိရှက်သွားသည်ဤမြင့်ကွင်းသည်စိုးပေါ်၌သူမကြည့်ခြင်းဆုံးစိတ်အကုံဆုံးမြင့်ကွင်းဖြစ်နေသည်အိမ်ထဲသို့တည်ငြိမ်စွာဝင်လာသည့်ညနေထောင်အတိုင်းအိမ်သူတွေမပြတ်ပြန်ပြောသည်မတော့တော့ပါဘူးတော်တော်ကျွန်တော်ပြောချင်ရှိလို့လာတာပါသောသည်ကိုမြင့်သူထိုင်နေသော ဆိုဖာရှိ၌ဇုံရက်ခါကနွယ်ကလေးအပြောဆိုနေသည်မမီကိုကိုကအိမ်လာမအောင်တယ်လီဖုန်းလည်းမဆက်ဘူ လာမပြင်ဂရိုက်ခရိုက်ချင်းအစိုးပြောပြီးဒုက္ခများတက်ကပါမကြည်မနှက်ဆက်ပြောသည်တောက်ပါအောင်မောင်မြင်သူရဲ့ဖြည်းဖြည်းပေါ့ဒါဖြင့်ဒီ ਉਹ ပဲထရော်လီနဲ့တွန်းယူလာဖို့မှာလိုက်မယ်နေပါစီတော်တော်ကျွန်တော်မတောက်ပါဘူးပြောစရာကိစ္စရှိပါတယ်ဥောတော်တော်ရွှင်သက်နေသောဒုခင်များသည်အမူအရာများသည်လေးသွားသည်ကိုမြင့်သူနှင့်မျက်နှာချင်းဆိုင်ဆိုဖာတွင်ဝင်ရထိုင်သည်စိုးသည့်ဆိုဖာပေါ်၌ဝင်၍မထိုင်ပဲထိုင်ပုံချော်လုပ်ထားသော ဖုံလုံးလုံးကလေးတစ်လုံးကိုမာယူကကိုမြင့်သူဆိုပါရှေဇော်၌ထိုင်ချလိုက်၍စိုး၏ရင်ဟိုင်းမှအတွင်သို့မမြင်ချင်းအဆုံးဖြစ်နေသည်ကိုမြင့်သူမှမျက်လုံးတစ်ချိန်ငယ်ပြီးမြမကြည့်လိုက်ပေမောင်မြင့်သူဦးလေးကတော့အခန်းထဲမှာသူ့သွေးစုနာညအောင်ကလပ်မှာကောင်းကောင်းမထိုင်နိုင်တာတညာလုံးကိုက်လို့អော်နေရတယ်ခွေမနေ့လေးနာရီလောက်မှပြေပေါက်တယ်ဘာကိစ္စလဲမောင်မြင့်သူတို့တို့ကိုပြောစမ်းမအောင်ကိုမြင့်သူသည် ဆိုဖာ၌မိသားသောသူ့ကိုယ်ကိုခွာ၍ ဆန်ဆန်မမတ်ပြင်း၍ထိုင်လိုက်သည်။စိုးနေတော်ကင်များသည်မှာကိုမြင့်ထူကိုအကဲကတ်သောမျက်လုံးများဖြင့်လှုပ်ရှားနေကြသည်။အိမ်ကကောင်းမှုဖဲဒေါက်တာပြီဆို၏ကာမန်သည်၍တကူကူဖြစ်လာသလားဟုတော်ကင်များသည်စိတ်ထဲ၌ပူပန်သွားသည်။ကျွန်တော်ဟာခုလိုလာပြီးပြောရတာအားနာပါတယ်တော်တော်မပြောရင်လည်းမပြီးတဲ့ကိစ္စမျိုးပြောရတော့မှာပဲ။ကျွန်တော်နိုင်ငံခြားမသွားခင်ပြောထားတဲ့ကိစ္စဟာမဖြစ်နိုင်ဘူးဆိုတာပထမအနေနဲ့ကျွန်တော်ပြောပြစီ။ဒေါက်ကင်များသည်မျက်နှာမှာမဲသွားလျက်အုံတုံမုံကြီးဖြစ်သွားသည်။ စိုးမျက်နှာပုတ်သွားကမျက်လုံးအောင်ချထားလိုက်သည်ကိုမြင့်သူသည်ရှေးဆက်၍မပြောမီအခြေအနေကိုအကဲခတ်ကြည့်ပြီးမှအတန်ဖြည်းဖြည်းနဲ့ဆက်၍ပြောသည်အမှန်တမ်းရှင်းပြပါစီကျွန်တော်ဟာဥွေးချူတော်ကြော့မင်းရဲ့တာအရင်မဟုတ်ပါဘူးတော်တော်ကျွန်တော်ဟာတော့ဟာဆင်းရဲသားလေသမားတယောက်ရဲ့သားပါတကိုယ်လုံးသွေးပူနေသောဒေါက်ခင်များသည်လေသမားသားဆိုလိုက်ုံဖြင့်ပူနေသောသွေးများမှအေးဆေးရွေးသွားသည် သွေးပူပူဖြင့်အံ့ဩခြင်းမျိုးမဟုတ်ဘဲသွေးအေးအေးဖြင့်အံ့ဩခြင်းမျိုးဖြစ်နေ၏မျက်လုံးအောက်ချထားသောအဆိုသည်မျက်လုံးကိုပင်လျက်ကိုမြင်သူကိုမျက်လုံးစိမ့်စိမ့်ကြီးဖြင့်ကြည့်နေသည်ရှေ့ဆက်၍ပြောမိစကားကိုနားထောင်နိုင်ရန်သူ့စိတ်ကိုပင်ပန်းကြီးစွာချုပ်၍ထားရသည်ကျွန်တော်မှာချစ်တဲ့သူရှိလို့ကျွန်တော်ချစ်တဲ့သူနဲ့ပေးစားဖို့ခွင့်တောင်းရကမွေးစားသားဖြစ်မှန်ပေါ်လာပါတယ်ဒီလိုသိရတာမမေမသေးခင်ရက်ပိုင်းနောက်ကပါပဲ ဒါကြောင့်ကျွန်တော်ကတော့ဟိုသွားပြီးတော့ကျွန်တော်မအောင်ခေါ်လာခဲ့တယ်။ကိုမြင့်ထူးကကျွန်တော်မှချစ်သူရှိလို့ဟုစကားဆလိုက်သည်နှင့်ဆိုသည်ကိုမြင့်ထူးမမြင်အောင်သူ့မိခင်ဘက်သို့နှစ်ခနဲမျက်စောင်းထိုးရေးကြည့်လိုက်သည်။ဒေါက်ကင်များတစ်ကလည်းကိုမြင့်ထူးမမြင်အောင်ပင်ပြလိုက်သည်။ဆိုသည်ခံပြင်းခြင်းမက ခံပြင်းလာသောစိတ်ဖြင့်ကိုမြင့်ထူးကိုမျက်စောင်းပြန်ထိုးလျက်နှုတ်ခမ်းကိုရွှဲလိုက်သည်။ ကိုမြင့်သူသည်စိုး၏အမူအရာများကိုရန်သူပမာတော်သားရောင်တွေ့နေသောမျက်လုံးဖြင့်စာ၍ချိန်နေသည်မမြင်ချင်အောင်ပြု၍သူပြောရမည့်စကားကိုဆုံးအောင်ဆက်ပြောသွားသည်ကျွန်တော်ပညာသင်သွားနေတော့မယ်ကျွန်တော်မှာဖြေပဲဆိုပါတော့ကိုမြင့်သူသည်အိနီယာတွင်မြတ်တောင်တစ်ချက်ကကနှုတ်ခမ်းကိုပိတ်ပြီးမှဆက်၍ပြောသည်ဖြေဖြေရဲ့မယားဖြစ်နေတာသိရတယ် စိုးသည့်ရေကိုယ်တစ်ကြိမ်တွင်သူ့မိခင်ကိုလှမ်းကြည့်လိုက်သောအချိန်မှာမျက်လုံးရောနှုတ်ခမ်းမှာတပြိုင်တည်းဆောင်ရွက်သွားသည်ဒေါခင်များသည်သည်နှလုံးနာသောမျက်စိမျက်နှာဖြင့်အဖက်မတန်သော ပုံမျိုးလိုရေးပြနေသည်တရေချောင်းကိုကနေမနေ့သိရလို့လဲအိမ်မွားဆင်းလာခဲ့ပါပြီကျွန်တော်ဘက်ကဒေါတော့ကိုအဖြစ်ပေးဖို့ဝေတရားရှိနေလို့ဒေါတော့အစီအစဉ်မဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်လာပြောတာပါဒေါတော့ကိုမြင့်သူမှသူပြောကြကုန်ပြီဟုရှင်ပေါ်သွားသည် တာမီနှောင်စလုံးကသူ့အာယုံစရာအကောင်တကောင်လို့အထင်သေးစွာရှုကြည့်နေကြပုံကိုသူစိန်နိုင်မြည်သောမြအမမထားပဲသူ့မျက်နှာကိုတိမ်တိမ်မွေ့မွေ့ငကိုအတိုင်းမြင်ထားလိုက်သည်တက္ကနာတိစိန်နေ၏음မင်းတို့ဆက်ရှုပ်ကြည့်ကိုပြောလို့တော့တို့ကြာပါပြီဒီရလဲမင်းမိမသေးခင်ကသူ့သားနဲ့ပြေးစားပါလို့နဘူးနစာလှုပ်လွန်းလို့ဟိုစကားတွေပြောရတာမင်းကိုလဲသမားတာမန်စည်ရင်ကားတာမန်တို့မှမသိပဲကံကောင်းလို့ပဲဖုတ်ထွက်မှတောင်းဖို့မှန်းသိတယ် ရှုပ်ရှုပ်ရှက်ရှက်ဟာမျိုးနဲ့ဒုဘက်ကလည်းပင်နီးနေမှမဖြစ်နိုင်လို့ခွင်တောင်းနေကြမလို့ပါဘူးကွယ်ဒေါက်ကင်များသည်ဤစကလုံးတိုင်းသည်ကိုမြင့်တူ၏နာတွင်ယင်သည်လာပေသည် သူတို့အလိုမပြေ၍ရိုင်းပြခြင်းမဲဟုခွင်လိုသည်စိတ်ကိုထားလိုက်သည်လက်ပိုက်ပြီးပါဇက်စေးကမြေတောင်မကပ်ဘဲတိုင်ကျင်းနေသည်စိုးသည်ဝုန်းကနေထားကစောင့်ကြည့်အောင်ကြည့်ဖြင့်အေကံမှထွက်သွားလေသည်ဒေါက်ကင်များသည့်မျက်နှာသည်တမိထား၍သွားမှပိုး၍ကြည်ရဆိုသောက မျက်နှာတီမျက်နှာသာနှင့်ပြောလိုက်၏ မင်းပြောစရာဒါပဲလားဟုတ်ပါတယ်တော်တော်ဒါပါပဲကျွန်တော်ပြန်မအောင်မယ်ကိုမြင့်တို့သည်ပြင်းစည်းစွာထားလျက်ကိုကိုရွရွနှုတ်ဆက်ပြီးမှဧကမ်းမှထွက်ခဲ့သည်အရေးတဲ့ကားရုတ်တရက်စနိုးရင်းများကြီးအလင်းလိုကောင်မှအနေဖြစ်နေ၏ကားဖုံးကိုဆင်ပွင့်ကားကာဘရီတာကိုဖြုတ်၍စေနေရသည် ဒေါခင်များသည်သည်စင်ဝင်အောင်၌ကောင်းမထွက်နိုင်ခြင်းကိုသတိမမူနိုင်ပဲဆိုဘလိုများဖြစ်နေမလဲဟုစိတ်ပူစောကြီးကဆိုးရှိရာအခန်းသို့ကိုသွားသည်ဆိုအခန်းမှာတကားကြီးပွင့်နေသည်ဆိုသည်မြေပောင်ကြီးတွေတပေါက်ပေါက်ကြားလျက်ကရင်ပေါ်မှကောင်းအောင်ဖက်အောင်တောင်းမေးဆောင်များကိုကျမ်းမြေမော်တို့တစ်ခုပြီးတစ်ခုဆွဲပေါက်ပြနေသည်ဟုတ်ကဲ့ပါရှင်စာရေးဆရာမကြီးကြောင်နေကြောင်မမလေးရေးသားထားတယ်ရင်နှင်းအောင်မွေးဆိုတဲ့ဝတ္ထုဆောင်လေးအား အပိုင်း43အနေဖြင့်ဇလလိုမျှဝေဖျက်ပြတင်ဆက်ပေးနေခြင်းအားခိတမြရန်နာပြစီရှင်နားဆင်ပေးကြကြသူနှွေဦးမိသားစုတူးတယောက်ချင်းစီတိုင်းကိုဂျေစုအထူးအထူးကိုတင်ရှိပါရရှင်နှွေဦးမိသားစုအပေါင်းတို့ဒီနေ BN တွင်အပေါင်းမှကင်းဝေးလို့လုံခြုံကြလေကိုစိတ်နှပြကျမ်းမာလို့ရွှင်လန်းကြပါစီရှင်